ိမ့်မြင့်နှလုံးသားအဟာရလက်ဆောင်ဘက်စကားတစည်းပုံမှာ အဖိုးကြီးတယောက်ပန်းလှလှတစည်းခြင်ထားလက်လိုက်ပါလာသည်သူနှင့်လူသွားလမ်းချလက်တစ်ဖက်ခုံမှာမိန်းကလေးတယောက်ထိုင်နေသည်မိန်းကလေးမျက်လုံးတွေက ပန်းတွေစီပဲတရေဝဲဝဲ ဖြစ်နေသည် ခဏနေတော့မှတ်တိုင်တိုင်မှာဘက်စကားရက်သည် အဖိုးကြီးကအလှဉ်စလိုထကပန်းစည်းကို ောင်မလေးလက်ထဲထိုးထည့်သည်ယူပါကမင်းကြည့်ရတာပန်းသိချစ်ပုံရတယ်မင်းကိုပြီးခဲ့တဲ့အကြောင်းသိရရင်အဘဇနီးကလည်းဝမ်းသာမှာပါအဘသူ့ကိုပြောပြလိုက်ပါမယ်ကောင်မလေးပန်းစည်းကိုယူလိုက်ပြီးဖိုးကြီးကားပေါ်ကဆင်းသည်ကိုလိုက်ကြည့်နေသည်ဘတ်စကားရက်တီနေရာကတုတ်တန်တကားဝအနီးမှာဖြစ်သည်တုတ်တန်ထဲသို့အဖိုးကြီးဝင်သွားတာကို သူမြင်လိုက်ရသည် နှလုံးသားအတွက်တသက်သာအာဟာရအတန်းနဲ့ကအမှတ်မထင်လေ့ကျင့်ခန်းလေးသည်တတသက်မမေ့နိုင်စရာသင်ခန်းစာတစ်ခုဖြစ်ခဲ့သည်သူ့နာမည်က Mark Adelon သူကတကယ်ကိုရှာရှာပပလူစားမျိုးမင်းနီဆိုရာပြည်နယ်မော်ရီမြူလေးရှိ Saint Mary ကျောင်းမှာတတိယတန်းကလေးတွေစာသင်ပေးရစဉ် သူ့ကိုကျမစတွေ့ခဲ့ခြင်းဖြစ်သည် အတန်းသာ34ယောက်လုံးပင် အလွန်ချစ်စရာကောင်းလာသည်ဒီအထဲမှာမှမောကပို့၍ထူးထူးခြားခြားလူကအလွန်တန့်ရက်တန့်ပြန်သည် အမြဲရှူးရှင်ပြပြတက်တက်ကြကြရှိသည်တခါတလေသူ့ဆိုးတတ်သည်သို့သောဆိုးတာလေးသည်ပင်ရရှိခြင်းစရာသူကစကားလဲအလွန်များသည်ဘယ်တော့မှ ါဇက်ပိတ်မနေနိုင်အတန်းထဲမှာဆရာမခွင့်ပြုချက်မရပဲစကားပြောလေအဖြစ်ဖြစ်ကြောင်းသူ့ကိုခဏခဏသတိပေးရသည်သို့သောသူနှင့်ပတ်သက်၍ကျမအထင်ကြီးမိရတာတခုတော့ရှိသည်အဲ့ဒါကသူ့ကိုပြစ်ဒဏ်ပေးသည့်အခါတိုင်းကျွန်တော်ကိုဆုံးမတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမဟူ၍တခဲ့အယူခံနှင့်ပြန်လည်ပြောဆိုတခြင်းဖြစ်သည်အစရတော့ သူ့စကားကနားထဲမှာတမျိုးကြီးဖြစ်နေသည်နောက်တော့လဲနေ့စဉ်အကျိန်ပေါင်းများစွာကြားရတော့တဖြည်းဖြည်းရိုးရွေသွားသည်နောက်တနေ့နဲ့နဲ့မှာတော့မော့ကို စကားမပြောဘူးပြောရတာအကျိန်ပေါင်းများလွန်းသဖြင့်ကျမစိတ်မရှိဖြစ်ကဆီယာမပုစာမြထုံစံအတိုင်းအမားတစ်ခုကိုကျူးလွန်မိသည်မော့ကိုစစ်စစ်သက်သက်ကြည့်ကနောက်ထပ်စကားတစ်ခုပြောရင် မင်းပစက်ကိုပလတ်စတာနဲ့ကတ်ထားမယ်ဟူ၍ပြောလိုက်မိခြင်းပင်ဆယ်ဆက်ကမြောက်ရင်မကြပါ မောက်စကားပြောနေပြန်ပြီဟူ၍ချက်ကလန့်တိုင်သည်အတန်းသားများအားမောက်ကိုစောင့်ကြည့်ပြီးရင်ကျမအကူညီတောင်းလှသည်တော့မဟုတ်သို့သောမောက်နောက်ထပ်စကားပြောရင်ဘလို့အပြစ်ပေးမည်ဆိုတာအလုံးရှိမှကျမကျညာမိခဲ့ပြီးဖြစ်ရယခုပြမှုကျွလွန်ပြီဆိုတော့ကျမ အဖြစ်မပေးဘဲနေမဖြစ်တော့အဲ့ဒီတုန်းကအကြောင်းကိုဒီကနေ့မနဲ့အမှဖြစ်ပြခဲ့သလိုကျမအယုံနဲ့ဖြစ်ပြတည်တင်မြင်နေစေဖြစ်သည်ဇပွဲစီဆို ကျမလျှောက်သွားသည်အန်ဆွဲကိုဖြစ်ပြခြင်းဖွင့်သည် အထက်ကပလတ်စတစ်တခွေကိုယူသည် အစနှစညက်သည်ပြီးတော့မောက်ပစက်မှာချက်ချေခတ်ကတ်ထားလိုက်ပြီးအတန်းရှိပြန်လျှောက်လာသည် သူဘလို့နေတယ်လဲလှမ်းကြည့်လိုက်တော့သူကမျက်စိမှိတ်ပြသည်မှတ်ကြရောအခုတော့စကားမပြောနိုင်တော့ဘူးမဟုတ်လားဟုတွေးကသူ့ကိုကြည့်ပြီးကျမရင်းနေမိသည်ကျမသူ့စီပြန်သွားကပလတ်စတာကို ပြန်ခွာပေးလိုက်တော့တခန်းလုံးဩဘာတန်နေညံသွားသည်ပဇလဲဟာရရောသူပြောလိုက်သည့်စကားကထုံးစံအတိုင်းကျွန်တော်ကို ဆုံးမတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမဟူ၍ပြီး နောက်နှစ်မှာကျမအလဲတန်းဂျူနီယာဟိုက်အဆင့်တက်ကသင်ချဘာသာသင်ရသည်နှစ်တွေက အလင်းအမြန်ကုန်လွန်ခဲ့ရာဘာမျှပင်ကြာသည်မထင်လိုက်ရပဲမော့ခ်တယောက်ကျမအတန်းသို့ရောက်လာပြန်သည် လူကအရင်ကထက်ပိုချောလာသည် အပြောစုကရခင်အတိုင်းရင်ကြီးစေပင်သို့သောကိုရက်မှာကျမတင်သည့်သင်ချတက်ကအတော်ကြိုးစားပြီးလက်ရသည်ဖြစ်ရာ မော့တယောက်အရင်ကလိုစကားမများမပြောနိုင်ခဲ့တခုသောတောက်ကြနေတွင်မူအချင်းဤကနက်နက်ပူဆိုးနေခဲ့သည်အဲ့ဒီရတပတ်တစ်ခုလုံးတင်ချာတဲ့တင်ငန်းစာတစ်ခုကိုတန်နန်းသားများအကျိတ်အနေကြိုးပမ်းတွက်ချက်ခဲ့ကြရသည်တင်ငန်းစာကခတ်တော့ကလေးတွေစိတ်ပင်ပန်းကတဦးပေါ်တဦးလဲခါတိုင်းလိုတန်းကြီးမခံနိုင်ပဲအလွယ်တကူစိတ်တူနေကြသည်သူနှင့်အချင်းဤတွေ ထီးထက်ဆိုးရွားမသွားမီထိမ့်သိမ့်ရင်အစီစဉ်တစ်ခု ကျမပြုလုပ်သည်ကျမအစီစဉ်ကတန်းတန်းသာတူးချင်းစီအားမိမိအတန်းပေါ်များအမိကိုတစ်ခုနှင့်တစ်ခုနည်းနည်းစီချဲ၍တန်းစီလျက်ဘလာဆာရဲ့တွင် ရေးချစေသည်ထို့နောက်အမိတစ်ခုစီအနီးတွင်ခြံထားသည့်ကွက်လက်အသီးသီး၌၎င်းအတန်းပေါ်တငယ်ချင်းနှင့်ပတ်သက်၍မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကိုစဉ်းစားရေးသားကြစီသည်ထိုနေ့ကကြံရှိသည့်စာတင်ချိန်လေးမှာ၎င်းထင်မြင်ချက်များရေးသားကြရင်ကုံဆုံးသွားသည် အတန်းပြီးသည့်အခါเจ้าသူเจ้าသားအလုံးသူတို့စာရွက်ကလေးတွေကိုစီကျမစီအပီးပြန်ညသည်ချက်ကကျမကို ပြုံးပြသွားသည်မောက်ကထုံးစံတိုင်းကျွန်တော်ကိုစုံမတဲ့အတွက်ချစ်စွတ်တင်ပါတယ်ဆရာမ အလဲမှာဆ iam ပျော်ရွှင်ပါစေဟု၍နှုတ်ဆက်သည်အဲ့ဒီစနေနေ့မှာចောင်းသားចောင်းသူတဦးစီအမိကိုစာရွက်လွတ်တရွက်စီထိတ်တွင် ကျမရေးထိုးပြီးနောက်၎င်းတဦးစီနှင့်ပတ်သက်သည့်အတန်းပေါ်ငွေချင်းအသီးသီးတို့၏မှတ်ချက်များစွာကိုစီတန်း၍ရေးချသည် တချို့အတွက်တရွက်ရေးရသည်တချို့အတွက်နှင်းရွက် တနေ့နာနေရောက်သောအခါအဲ့ဒီစာရွက်များကို တဆိုင်သူအသည်သည်တို့ကျမဖြန့်ဝင်ပေးလိုက်သည်ဒီစားရဲတွေဖက်ခါမကြမီပင်တဒန်းလုံးပြုံးလာရသည်ကို တွေ့ရသည်ဟဲတကယ်လားငါကသူများတွေဒီကိစ္စသတိထားမိမယ်တော့မထင်ဘူးငါ့ကိုသူများတွေဒီလောက်သဘောကျလိမ့်မယ်လို့လုံးဝထင်မထားဘူးစသည် တီတုံးမှတ်ချက်သမျှကျမကြားရသည် သို့သောနောက်ပိုင်းမှာတော့ဒီစာရွက်များနဲ့ပတ်သက်၍မြေသူထံကမှ စကားတခွန်းတပါးသာမကြားရတော့ပါစာတင်ခြင်းအပြီးမှာသူတို့အချင်းချင်းဆွေးနွေးပြောဆိုကြတာဓမ္မမို့အိမ်မှာမိဘများကိုဖြားကြ ဖြောပြကြတာတော့ရှိလိမ့်မလားမပြောပြတတ်ပါသို့သောအဲ့ဒီဝေဖန်ဆွေးနွေးမှုတွေရှိမရှိဆိုတာက အရေးမကြီးပါအရေးကြီးတယ်က ဒီစာရိုက်တွေပေးလိုက်ပြီးသည့်နောက်ပိုင်းသူတို့တွေပြောင်းလဲသွားခြင်းဖြစ်ပါသည်တန်းသူတန်းသားအလုံးရွှေရွှေပြပြဖြစ်လာကြပြီးတအူးကိုတအူးလဲရှင်ခင်ကနီးတူခင်ခင်မင်းမင်းပြန်လဲဆက်ဆံလာကြပါသည်ဒီလိုဖြင့်အချိန်တန်တော့လဲမောက်တို့အုစုကျမလက်ကထွက်ကအတန်းသက်အဆင်အဆင်တွေတက်သွားကြပါသည်ကြားမှာနှစ်ပေါင်းများစွာအတော်ကြာခဲ့သည် တနေ့ကျမအပန်းမြေခီးမှပြန်လာတော့ မိဘများကကျမကိုလေးစိတ်မှ လာကြိုးကြသည်အိမ်သို့အသွားကားပေါ်တွင်ရာသီဥတုအကြောင်းကျမခီးစဉ်အတွေ့အကြုံများအကြောင်းတွင်မေးမြန်းပြောဆိုလာကြရင် စကားစာနည်းနည်းဖြစ်သွားခြင်းတွင် အမေကအဖေဘက်လက်က အချက်ပြပေးသည့်လေးတန်းဖြင့်အဖေကြီးဟုဆိုလိုက်သည် အဖေကအချောင်းတစ်ချက်ဟန်ကစကားစာသည်အကယ်လို့မိသားစုညတော့ကဖုန်ဆက်တယ်ဟုတ်လား ူတို့နဲ့အဆက်အသွယ်ပြတ်နေတာတောင်နှစ်ပေါင်းကိုမနေဘူးကြာပြီနော်။ off day ရောက်လဲဘလို့နေလဲမသိဘူး။ကျမကပြန်ပြောမိသည်။အဖေက တင်းငိမ့်စွာပင်ဆက်ပြောသည်။ mock bna မှာကြာသွားတယ်။မနေ့ပြန်တကြုံမှာသူတို့မိသားစုကသမီးကိုအတူပါလိုက်ဖို့စီစဉ်ကြတယ်။ဒီကနေ့တိုင်အောင်ပင်အဖေကျမအား mock ကွယ်လွန်သည့်တည်င်းကို လမ်းမကြီးပေါ်ကဘေးနေရာနားမှာပျော်ပြခဲ့သည်ဆိုတာ ကျမတိတိကျကျအမှတ်ရနေစေဖြစ်သည်စစ်သည်တော်တို့ဤရုပ်အလောင်းအားစစ်ဘက်ဆိုင်ရာ အဆောင်ရောက်အခမ်းအနားများနှင့်ပြင်ဆင်နေရာချတောင်းပုံကို ကျမတစ်ခါမှ မကြည့်မမြင်ဘူးပါ မောက်ခိရုပ်သွင်းကတကယ်ပင် ရှင်းချက်ခံရ၍နေသည် ကျမရင်ထဲကမောက်ရဲ့မင်းသာစကားပြောနိုင်မယ်ဆိုရင်တကဘာလုံးမှရှိရဲ့ပလာစတာတွေအလုံး ငါပေးပြစ်လိုက်မှာပါဟူ၍သာ ပြောဆိုနေမိသည်အဲ့ဒီနေ့ကဖျားရှိခိုးเจ้าမှာမော့ကီငယ်ချင်းများ အပြစ်ရောက်ရှိနေသည်ချာလီညီမကတည်တခြင်းတည်ဆိုသည်တင်းညံ့နေရပြီမှာနေရခက်လာသည့်အထက်မုကရွာချပြန်သည် ဖုံးတော်ကြီးကထုံးစံအတိုင်းစူတောင်းပရဏပြုပြီးနောက်စစ်စီတအူးကခေယာမှုသည်ထို့နောက်မော့ကို ချစ်ခင်ကြသူများသူ့အခေါင်တလားအနည်းတို့နောက်ဆုံးအချိန်ဖြင့်ချင်းကပ်ဖြတ်တန်းကြကတန်ရှင်းသောရင်စင်တော်ပတ်ဖြန်းကြသည် အလုံးနောက်တွင်မှကျမမော့ယုတ်နောင်းကို ကောင်းကြီးမင်္ဂလာပေးသည် ခေါင်တလားအနည်းကျမရက်နေစဲစောစောကခေါင်းထိုင်ရာတွင် ပါဝင်ခဲ့သည်စစ်သားလေးတယောက်အနာကက်လာကမော့ရဲ့သင်ချာဆရာမလားခမညာဟုတ်မိသည် ကျမကကောင်းချင်းပြကခေါင်းတလားကိုပဲမမိတ်မတုံ ကြည်နေမိသည်ဆီယမအကြောင်းသူအမြဲပြောပြတယ်သူကစပြောနေသည်စာဗနခန္ဓာပြီးသည့်နောက်မော့ကနစ်တဒန်းနဲ့တက်ခဲ့သည့်တငယ်ချင်းတတိုင်ချာလီဤလေတော့အိမ်သို့ နေ့လယ်စာဆိုင်ရင် သွားရောက်ကြသည်အဲ့ဒီမှာမော့ကရဲ့အဖေနဲ့အမေလည်းရောက်နေကြသည် ကျမအားတွေ့ရင် ဆောင်းဆိုင်နေကြခြင်းပဲ ဆီယမကိုပြန်ပြန်တခုရှိတယ်။မောက်ကအဖေကဆိုက သူ့ပစံအိတ်ကို ထုတ်သည်။မောက်ကွယ်လို့တဲ့အချိန်သူ့ကိုယ်ပေါ်မှာဟော်ရီဟာလီ တွေးရတယ်လို့ဆိုတယ်။ဆီယမမမေ့လိမ့်မယ်လို့ထင်ပါတယ်။သူကပစံအိတ်ကိုဖွင့်ကနွမ်းကျင်စုပ်ပြက်နေပြီဖြစ်သည့်ဗလာစာရဲ့စာနှစ်ခုကိုယူယူတဆိုင်ထုတ်ယူသည်။စကုစားများကဖြန့်လိုက်ခောက်လိုက် လုံဖက်များသဖြင့်ခေါရိုးနေရာမှပြတ်တောက်ကတိတ်ဆာများနေပြီးအချိန်ချင်း ပြန်ကတ်ထားခဲ့ပုံရသည်ကျမတကြီးချက်ချပင် ကြည့်စရာမလိုပါ အတန်းပေါ်တငငချင်းများရှိသည့် mock အကြောင်းအကောင်းဆုံးမှတ်ချက်တွေကိုစူးစီးပေးထားသည့်မှတ်တမ်းစာရင်းများဖြစ်ကြောင်းကျမသိပါသည်ဒီအတွက်ဆီယမကိုကြီးစုအများကြီးတင်ပါတယ်ဆီယမမြင်တဲ့အတိုင်းသူဟာဒီဟာလေးကို သိတတ်မှုထားတာ မော့ကီမိခင်ကဆိုရှာပါသည် မော့ကီအတန်းပေါ်တွင်ကျမတို့အနည်းတို့ချင့်ကပ်လာကြသည်ချက်ကရှက်ပြုံးလေးပြုံးကကျွန်တော်လဲကျွန်တော်စာရေးလေးကိုသိမ်းထားပါတယ်အိမ်ကကျွန်တော်ဇပွဲအပေါ်ဆုံးအန်စဲလေးမှာအမြဲရှိတယ်ချာလီကလည်းသူ့စာရေးလေးကို ကျမတို့လက်ထက်ပွဲအဲဘန်နဲ့ထည့်ထားခိုင်းတာချာလီဇနီးကဝင်ပြောသည် ကျမမှလည်းရှိတယ်ဒံယာရီလည်းညှပ်သိမ်းထားတယ်မာရီလင်ကဆိုသည် ထို့နောက်နောက်ထပ်တန်းပေါ်တို့ဖြစ်သူဖီဂီကလက်ပွဲအိတ်ထဲမှပတ်စံအိတ်ကိုနှိုက်ဖွင့်ပြီးသူ့စာရွက်ကြီးကြီးမားမားလေးကို ထုတ်ပြသည် ကျမကတော့ဒါလေးကိုအမဲကိုနဲ့မကစောင့်ထားတယ်ကျန်တဲ့တငယ်ချင်းတွေအားလုံးလည်းသူတို့စာရွက်လေးတွေကိုယူသိမ့်သိမ့်ထားကြမှာပါဟူ၍ဆိုသည်ဒီဟာတွေကြားရပြီးသည့်နောက်တွင်တော့ကျမလုံးဝထိန်းထားနိုင်စွမ်းမရှိတော့ပါအဲ့ဒီနေရာမှာပင်ထိုင်ကကျမငိုချလိုက်မိပါသည် မော့ခ်အတွက်ရောမော့ခ်ကိုနောက်ထပ်ဘတော်ခါမြတွေ့နိုင်ကြမှာမဟုတ်တော့သည့်သူ့တငယ်ချင်းများအတွက်ပါကျွန်မငုံမိလိုက်ခြင်းဖြစ်ပါသည်